မင်္ဂလာပါရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ April 25ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ Dr. Zawwe So မြေပြင်ပြန်လာပြီးလူထုအတွက်ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့အကြောင်းမော်ချီဒေတာကစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုမှာသေဆုံးသူ6ဦးထိရှိလာတဲ့သတင်းကံမမြို့နယ်ရင်းနသာရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်စီးနင်းပြီးစခန်းမိရှို့တဲ့ဖြစ်စဉ်စစ်ကောင်စီရဲ့စနိုက်ပါတပ်သားတအူးလက်နက်နဲ့အလင်းဝင်လာတဲ့အကြောင်းဒီသတင်းတွေနားဆင်ရမှာပါ။ NUG ရဲ့ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇဝေဆိုဟာပြည်တွင်းကိုပြန်လည်ရောက်ရှိနေပြီးလူထုအတွက်ကျန်းမာရေးဝန်ဆောင်မှုတွေကိုဥဆောင်ကန့်တွယ်နေပါတယ်။ဒေါက်တာဇဝေဆိုဟာပြည်တွင်းကနေရာတချို့မှာစေကူတာပေးနေတဲ့ဓာတ်ပုံတွေကာကွယ်ရေးရဲဘော်တွေကျန်းမာရေးဝန်တန်းတွေနဲ့တွေ့ဆုံနေတဲ့ဓာတ်ပုံမှတ်တမ်းတွေကို NUG သတင်းထုတ်ပြန်ရေးဌာန PVTV မှာဒီနေ့ဖော်ပြထားပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်မြေပြင်မှာရောက်ရှိပြီးတိုက်ပွဲဝင်နေပါတယ်။အယိုးနဲ့ထိခိုက်ဒဏ်ရာခွဲစိတ်မှုတွေ၊အုံနောက်နဲ့အာယုံကြောခွဲစိတ်မှုတွေ၊အခြေခံဆေးပညာသင်ကြားမှုတွေကိုစိုးမိုးဒေတာတွေမှာပါဝင်လှုပ်ဆောင်နေကြပါတယ်။အထူးကုပညာတွေကိုလည်းစတင်သင်ကြားပေးနေပြီဖြစ်ပါတယ်လို့ဒေါက်တာဇော်ဝေဆိုးက PVTV ကတဆင့်သတင်းစကားပါပါတယ်။ NUG ယာယီသမရဒူဝါလရှိလာကပြီးခဲ့တဲ့2024နိုဝင်ဘာလမှာပြည်ပရောက်အစိုးရဖွဲ့ဝင်တွေပြည်တွင်းပြန်လာပြီး တော်လှန်ရေးအရှိန်တင်ဖို့ပြောကြားခဲ့ပါတယ်။ NUG ကတော့ဝန်ကြီးအရေးအတွက်နဲ့ဘယ်ဝန်ကြီးတွေကပြည်တွင်းကိုပြန်လာတယ်ဆိုတဲ့အကြောင်းထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ဒေါက်တာဇော်ဝေစိုးကပြည်တွင်းကိုပြန်ရောက်နေတာကာလအတန်ကြာပြီဖြစ်ပေမဲ့အခုမှသတင်းထုတ်ပြန်တာပါပြည်တွင်းပြည်ပကကျမ်းမာရေးစောင့်ရှောက်သူတွေအားလုံးလည်းပူပေါင်းပါဝင်ကြဖို့သူကတိုက်တွန်းထားပါတယ်ဝန်ကြီးဌာန18ခုနဲ့ဖွဲ့စည်းထားတဲ့ NUG အစိုးရဖွဲ့မှာ ယာယီသမရပြည်ထောင်စုဝန်ကြီးချုပ်ကာကွယ်ရေးဝန်ကြီးဖြည့်ထည့်ရေးဝန်ကြီးတယံဇာတဝန်ကြီးနဲ့ဒုဝန်ကြီးတချို့ဟာပြည်တွင်းမှာရှိနေပေမဲ့အများစုကတော့ American ဥရောပနိုင်ငံတို့လိုတတိယနိုင်ငံတွေမှာနေထိုင်နေဆဲဖြစ်ကြောင်းသိရပါတယ်ရှင်။တရင်နီပြည်နယ်မော်ချီဒေသကိုစစ်ကောင်စီဟာလေကြောင်းကဘုံကျဲတက်ခတ်ရမှာလသာအရွယ်ကလေးငယ်အပါဝင်တေဆုံးသူအရက်သား6ဦးထိရှိလာတယ်လို့ကရင်နီသတင်းရှင်းပြတွေကပြောပါတယ်။မနေ့ကနေကင်ပိုင်း မော်ချီဒေသမှာရှိတဲ့ခဲတပ်တုထုတ်လုပ်ရာအမှတ်နဲ့နေရာကို Jet Fighter နဲ့ဘုံကျဲခဲ့တာလို့ဆိုပါတယ်။ကလေးငယ်တအူးနဲ့အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်။နောက်ထပ်သိရတာကပြင်းထန်ဒဏ်ရာရသူတွေထက်ကနေသေဆုံးသူတွေရှိတယ်လို့သိရတယ်။၆ဦးထိဖြစ်သွားနိုင်တယ်။ဒဏ်ရာရသူတွေလည်းများတော့စရင်ဆက်ကောက်နေတုံပဲလို့ကရင်နီပြည်နယ်ဂျားကာလာအုပ်ချုပ်ရေးကောင်စီတွဲဘက်အတွင်းရေးမှူးဥပညာကအခြေအနေကိုရှင်းပြပါရတယ်။ ။မနေ့ကမနက်အစောပိုင်းမှာလဲမဲဆဲမြို့နယ်ဟိုဆက်ကျေးရွာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးလူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။ဘာတိုက်ပွဲမှမရှိပဲမော်ချီကိုစစ်ကောင်စီဘက်ကလေရင်ကျဲသွားတယ်။မနက်3နာရီကလဲတန်လွင်အရှိတ်ချံနေဆက်တနေရာကိုလေရင်နဲ့လာကျဲသွားတယ်။ဘုံလေးလုံးကျဲခဲ့တယ်။ပြည်နယ်နေရာအနှံ့လေကြောင်းရံအထူးဂရုစိုက်ဖို့လိုတယ်လို့ကရင်နီစစ်ဘက်သတင်းရှင်းမြစ်ကပြောပါတယ်။ စစ်ကောင်စီတဟားဧပြီလကုန်အထိယာယီအပြည့်ရက်ဆဲမှုကိုတက်တန်တိုးထားပါတယ်။ဒါပေမဲ့လည်းလက်တွေမှာတော့နိုင်ငံတော်ကိုလေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်စစ်ကြောင်းထိုးတာတွေရပ်တန့်ခြင်းမရှိဘူးလို့ NUG နဲ့နိုင်ငံတော်တော်လှန်ရေးတပ်ဖွဲ့တွေကပြောထားပါတယ်ရှင်။မကွေးတိုင်းတရက်ခရိုင်ကံမမြို့နယ်ကရင်းနသာကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့နယ်မြေရဲစခန်းကိုဒီမနက်အစောပိုင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစခန်းကိုဝင်ရောက်စီးနှင်းချိန်မှာရဲတချို့ထွက်ပြေးလွတ်မြောက်သွားပေမဲ့တော်လှန်ရေးတပ်တွေကစခန်းမှုကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပေမဲ့စကမ်းမှုဖန်ဆီးခံရခြင်းရှိမရှိကို People's Spring ကတော့တိကျအတိမပြုတ်နိုင်သေးပါဘူး။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ PDF တက်ရင်တစ်ခုရဲ့တာဝန်ရှိသူကကျွန်တော်တို့ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။အရက်ဘက်ရင်းမြစ်တွေနဲ့ချိတ်ဆက်ပြီးသတင်းကိုအတိပြုတ်ပေးပါလို့ People's Spring ကိုပြောပါရယ်။ရှင်းနေသာရဲစကမ်းကိုစီးနေရမှာ စခန်းကရဲတွေထွက်ပြေးသွားတာကြောင့်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ဒေသခံတွေပြောပါတယ်။ဒါ့အပြင်စခန်းမှုရဲ့ကားတစီနဲ့ဆိုင်ကယ်တချို့ကိုလည်းတော်လှန်ရေးတပ်ဖွဲ့တွေကတင်စီမောင်းနှင်သွားကြောင်းသိရတာပါ။အခုလိုစခန်းစီးနေမီးရှို့ကြံရမှုနဲ့ပတ်သက်ပြီးဒါဟာပေါ့ဆလို့ဖြစ်ကြောင်းစစ်ကောင်စီထောက်ခံတဲ့အတိုင်းအဝိုင်းက Facebook လူမှုကွန်ရက်မှာဝေဖန်ပစ်တင်နေကြပါတယ်။ရှင်နသာတိုက်နယ်ဟာကံမမျိုးနဲ့၁၄မိုင်ခန့်အကွာမှာတည်ရှိပြီး တရက်ကံမလမ်းပေါ်မှာရှိတဲ့ကျေးရွာကြီးတရွာဖြစ်ပါရဲ့ရှင်စစ်ကောင်စီတပ်ရဲ့စနိုက်ပါတပ်သားတအူလက်နက်ယူလာပြီးအလင်းဝင်လာတယ်လို့မိုးပြဲမျိုးရှေ့တန်းစစ်မြေပြင်ကရဲဘော်တို့ပြောပါရယ်ရှမ်းတောင်နဲ့ကရင်ပြည်အဆက်ကမိုးပြဲမျိုးမှာတိုက်ပွဲပြင်းထန်နေချိန်စစ်ကောင်စီတပ်ရဲ့စနိုက်ပါတပ်သားတအူမနေ့ကခမာရ422တပ်ရင်းကနေထွက်ပြေးလာခဲ့တာလို့ဆိုပါရယ်ကင်းရှိထီရောက်အောင်ပြေးလာတာ အာဓမစစ်မှုတန်းမဟုတ်ဘူးအရင်စစ်တပ်ရဲ့မူလတပ်သားတအူလို့မိုးပြဲမျိုးကရဲဘော်တအူရှင်းပြပါရယ် စနိုက်ပါတပ်သားယူဆောင်လာတဲ့မြန်မာအာမေစနိုက်ပါ MAS ပုံပြောင်းအသစ်ဟာအရင်ရှမ်းမြောက်၁၀၂၀စစ်စင်ရေးနဲ့ရခိုင်ပြည်နယ်စစ်ပွဲတွေမှာတွေ့ခဲ့ရတဲ့လက်နက်အမျိုးအစားဖြစ်တယ်လို့ကရင်နီစစ်ဘက်သတင်းရှင်းမြစ်ကပြောပါတယ်စစ်ကောင်စီရဲ့စနိုက်ပါတပ်သားကိုသက်ဆိုင်ရာ CDM ဌာနစီလွှဲပြောင်းပေးဖို့လှုံ့ဆော်နေကြောင်းသိရတာပါစစ်ကောင်စီဟာမိုးပြဲမြို့ကိုကရင်နီတပ်ပေါင်းစုလက်ထက်ကနေပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းနေတာ လေးလကြော်လာပေမဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကမြို့ကိုဆက်လက်ထိန်းချုပ်ထားပါတယ် ဒီထိုးစဲအတွင်းအာထမလူသည်စုဆောင်းခံထားရတဲ့စစ်မှုတန်းတပ်သားတွေကိုအသေးခံတက်ခိုင်းနေပြီးကရင်နီတပ်ပေါင်းစုစီ အလင်းဝင်လာသူ တရားကြော်ရှိထားကြောင်းသိရပါတယ်ရှင် People's Screen ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။